အားလုံးမင်္ဂလာပါ။ KBG ပညာဒါနအစီအစဉ်လေးကိုမျှဝေပေးနေတာဒီနေ့ lesson 3ကိုရောက်ပါပြီ။ဒီနေ့သင်ခန်းစာကအရေးကြီးပါတယ်။လက်ကိုဖိအားနေ ဖော့တာကိုသွားတဲ့ပုံစံကိုမျှဝေပေးမှာဖြစ်ပါတယ်။ညင်းဆွဲတာပိုင်နိုင်ကျွမ်းကျင်မှုအတွက်တည်တည်ချာချာလေ့ကျင့်ပေးပါနော်။သင်ခန်းစာလေးမစခင် channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုပါရစေနော်။ notification bell လေးကို on ထားပေးခြင်းအပြင်လည်းသင်ခန်းစာလေးတွေအစ်စ်တင်တိုင်းမှာသိရှိနိုင်မှာဖြစ်ပါတယ်။ ရှေ့ကမြင်းတင်ကန်းစာလေးတွေကို ပြန်တွေးကြရအောင်နော် horizontal line ဖြစ်တဲ့မြင်းလဲကိုအရင်ကြည့်ကြရအောင်မြင်းတို့လေးတွေကိုရှေ့မှာလေ့ကျင့်ခဲ့ပြီးပြီရှေ့ရတင်ကန်းစာတွေမှာလည်းခဲတန်ကင်ဒီအသေးစိတ်ကိုပြောထားပါတယ်မြင်းတို့လေးတွေဆွဲတဲ့အခါမှာခဲတန်ကိုအရန်နောက်ဆုတ်ပြီးတော့ကင်စရာမလိုသေးဘူးနော်မြင်းလက်လေးကင်မယ်ဆိုရင်ခဲတန်ကိုနည်းနည်းနောက်ဆုတ်ပြီးတော့ကင်မယ်ဒီတင်ကန်းစာမှာအရင်ဆုံးမြင်းတွေကိုပြန်ပြီးတော့နှွေးကြရအောင် ပြီးရင်မြင်းရှည်လေးကိုဆက်ဆွဲမယ်။ခုနကမြင်းတို့နဲ့မြင်းလက်အတွက်ရိုးရိုးစာရေးသလိုခဲတံကင်ကြီးကို tripod grid လို့ခေါ်ပါတယ်။မြင်းရှည်တွေကိုဆွဲတဲ့အခါတော့ overhead grade ကိုသုံးတာကပိုကောင်းပါတယ်။ရှေ့ရသင်ကန်းစာမှာလည်းပြောပြထားပါတယ်။မြင်းရှည်ဆွဲမဲ့အခါခဲတံကိုအလယ်လောက်ကနေစကိုင်းပါ။ခဲတံရဲ့အပေါ်မှာလက်မထားပြီးတော့ခဲတံရဲ့အောက်မှာလက်ညှိုးထားရပါမယ်။ ညင်းရှည်ဆွဲတဲ့အခါလက်ကောက်ဝက်ကို စာရွက်နဲ့ဖိမထားဘဲနဲ့လမောင်းရဲ့အားကိုလည်းလမောင်းကိုလွှဲပြီးတော့လည်းဆွဲပါတယ်။လက်သက်ကြွယ်နဲ့လက်တန်းလေးကိုတော့စာရွက်နဲ့ထိထားပြီးတော့ညင်းရှည်ကိုဆက်ဆွဲသွားရပါမယ်နော်။လက်ကောက်ဝက်နဲ့စာရွက်ကိုထိထားပြီးတော့ညင်းရှည်ကြီးဆွဲမဲ့ဆိုရင်တော့လက်ကို break out လိုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်ညင်းရှည်ကြီးဆွဲရတာအထစ်ထစ်တွေဖြစ်သွားနိုင်ပါတယ်နော်။ မြင်းတွေကိုအရင်သင်ခန်းစာမှာပြောခဲ့သလိုဖိပြီးတော့လက်ကိုဖိပြီးတော့ဆွဲတဲ့ပုံစံလေးနဲ့လက်ကိုဖော့ပြီးတော့ဆွဲတဲ့ပုံစံလေးကိုထပ်ပြီးတော့လေ့ကျင့်ကြရအောင်နော်ပုံမှန်လက်အဖိဖော့နဲ့မြင်းဆွဲတာလေးရသွားပြီဆိုရင်လက်ကိုဖိရမှာဖော့တဲ့ပုံစံနဲ့ဆက်ပြီးတော့လေ့ကျင့်ကြရအောင်မြင်းလဲမှာ direction မျိုးနဲ့လေ့ကျင့်ကြမယ်။ဘဲကနေညာကိုသွားတဲ့ပုံစံနဲ့ညာကနေဘဲကိုပြန်လာတဲ့ပုံစံရယ်ပါ။ အခုဆွဲတဲ့ပုံစံကဘယ်ဘက်ကိုလက်ကိုဖိထားပြီးညာဘက်ကိုလက်ကိုဖော့ချသွားမယ်။စဖိတဲ့နေရာကိုခဲတံကိုအရန်ဖိပြီးဆွဲလိုက်မယ်ဆိုရင် ခဲတံစဖိတဲ့မြင်းရဲ့အထိတ်လေးမှာခဲသားတွေခဲတွေစုနေသလိုပုံစံဖြစ်တတ်ပါတယ်။အဲ့လိုမဖြစ်ရအောင်ဂယုစိုက်ပြီးတော့လေ့ကျင့်ပေးပါ။ခဲတံကင်နာကတော့မြင်းတို့ဆိုရင်ရိုးရိုးစာရေးသလိုပုံစံနဲ့ပဲကင်မယ်နော်။ဖီယာမှာလက်ကိုဖော့ချလိုက်တဲ့အခါမှာတဏီယာပြင်လက်ကိုလွှတ်ချလိုက်တဲ့အခါမှာ စာရွက်နဲ့လက်နဲ့မထိပဲလွတ်လိုက်လို့ရပါတယ်။ဒါကဘဲရနေညာကို သွားတဲ့ပုံစံလေးပါ။ပြီးရင်ညာကနေဘဲကိုသွားတဲ့ပုံစံလေးကိုလေ့ကျင့်ကြမယ်နော်။လက်ကိုဖိအားမဖော့ဆွဲတဲ့သင်္ကန်းစာဟာစိတ်ကိုတင်ထားတာကနေလွတ်ပေးလိုက်တယ်လွတ်ချပေးလိုက်တဲ့သဘောမျိုးပါပဲ။အဲ့လိုမျိုးစိတ်ထားပြီးတော့ဆွဲပါနော်။ဆွဲတဲ့အခါမှာလည်းရှေ့ရမြင်းနေဆွဲသလိုမျိုးတချောင်းနဲ့တချောင်းကြာညီနေဖို့မလိုပါဘူးအရေးကြီးတာကလက်ကိုဖိရကနေလှုပ်ချနိုင်အောင်ဆွဲနိုင်ရင်ရပါပြီ ပြီးရင်မြင်းလက်ကိုဆက်လေ့ကျင့်ကြမယ်မြင်းလက်ကိုဖိဆွဲတဲ့ပုံစံလေးအရင်ဆုံးဆွဲနော်အဲ့ဒါရသွားပြီဆိုရင် လက်ကို ဖော့ပြီးတော့ခပ်ဖော့ဖော့လေးပုံစံနဲ့ဆွဲပါအဲ့ဒီပုံစံကိုရသွားပြီဆိုမှလက်ဖိရမှာဖော့တဲ့ပုံစံကိုဆက်လေ့ကျင့်ပါနော်ဒီလက်ဖိရဲ့ဖော့တဲ့သင်္ကန်းစာကို ပိုင်နိုင်ပြီဆိုရင်တော့ပုံတူပကြီးဆွဲတဲ့အခါမှာအများကြီးထောက်ကူဖြစ်ပါလိမ့်မယ်မြင်းလက်ဆွဲမှာဆိုတော့ခဲတံကိုကူနာထဲနောက်ကိုဆုပ်ပြီးတော့ကင်လိုက်မယ်နော် မြင်းလက်ကိုဘယ်ရနေညာကိုသွားတဲ့လက်ဖိယာမဖော့ပုံစံကို လေ့ကျင့်ပါမယ်။လက်ကိုဖိပီးရနဲ့လှွတ်ချပေးလိုက်နော်။ထိန်ချုပ်ထားတာကနေလွတ်လပ်သွားတဲ့ပုံစံမှာပြီးရင်ညာကနေဘဲကိုဆက်ပြီးတော့လေ့ကျင့်ကြမယ်တကယ်တက်ရှင်ရင်တကယ်လေ့ကျင့်ကြည့်ပါဒီသင်ခန်းစာကိုကိုတကယ်ပိုင်နိုင်သွားပြီလားဆိုတာကိုလေ့ကျင့်ကြည့်မှသိမှာပါနော်ညင်းနေနဲ့လက်အဖိဖော့တွေကိုထက်ခါထက်ခါလေ့ကျင့်ခိုင်းနေတာကတကယ်အရေးကြီးလို့ပါနော် ရှေ့ကပြောထားတဲ့မြင်းတွေပိုင်နိုင်ပြီကျွမ်းကျင်ပြီဆိုရင်မြင်းရှေ့ကိုဆက်သွားမယ်နော်မြင်းရှေ့ဆိုတော့ထုံးစံအတိုင်းပဲ overhang green နဲ့ဆွဲမယ်နော်ပြီးရင်ခဲတံကိုဖော့ပြီးတော့လေ့ကျင်မယ်။ဘဲဘက်ကိုလက်ကိုဖိပြီးတော့ညာဘက်ကိုလက်ကိုလှုပ်ချလိုက်တဲ့ပုံစံနဲ့ဆွဲမယ်။ ဒီပုံမှာဆိုရင်လက်ဖိလိုက်တဲ့အခါမှာထိတ်မှခဲသီးလေးခံသွားပါတယ်အဲ့လိုမျိုးမဖြစ်ရပါဘူးเนาะပြီးရင်ညာကနေဘဲကိုသွားတဲ့ပုံစံဆက်လေ့ကျင့်မယ်ညာဘက်ကိုဖိပြီးတော့ဘဲဘက်ကိုလက်ကိုလှုပ်ချလိုက်ပါဗီဒီယိုအရန်ရှိမှာဆိုလို့အပိုင်းတွေခွဲပြီးတင်ပါမယ်။ Lesson 3ရဲ့ Part 2မှာပြန်တွေ့ကြမယ်နော်။